ပင်္ဂလာပါဗျာအားလုံးကျန်းမာပါစေကျန်းမာပါစေနော်ပိုင်ရဲကိုပြန်လာမယ်ပိုင်စံတရားလေးတနေ့ကိုပြောဆင်ပါစေဟာဒီနေ့က25ရက်3လ2025နော်ရှိရေးကြရလေးတွေပိုင်ပြပြပဲဟဲ့တပ်မတော်နေရ280ပြည့်တပ်မတော်နေရလဲမကြတော့ဘူးဒီနေ့ပဲ25ဆို28ဆိုဂျားနေ့ရပဲရှိဂျားနေ့မှာဘလောက်တော့နှိပ်ပြီးခမ်းလဲဆိုအညာဒေသဘက်ကတော့တော်တော်နှိပ်ပြီးခမ်းနေမယ် ဘာပဲလုပ်လဲဆိုတော့ဒါသူတို့ကတပ်တော်နင်းကိုကြံစီသားတာအနေနဲ့ရှိတဲ့အခါကျတော့ကြံစီတော့မရအောင်ဆိုပြီးတော့တကယ်ဘာကောင်းဆောင်အိမ်ကြီးဘာလဲညာလဲအကုန်လိုက်ဖြိုတာမနေ့ကဆိုဒါဖစ်တီထုတာတော်တော်ကြမ်းကြမ်းတမ်းထုတယ်ရှင်းလိုက်နောက်တည်းစထုတာ၃ကြိမ်နောက်၉နာရီကျော်မှစထုတာ၃ကြိမ်၆ကြိမ်၇ကြိမ်နောက်ကိုတော်တော်စင်ကူလို့မတရားဘက်မှာတော်တော်ထုဖြစ်တယ်နောက်ပေါင်းမြုံတဲ့ဘက်မှာဆိုလဲနန်းတယ်တို့လောင်းရှည်ရွာတို့ရွှေမုံရွာတို့မှာလဲဖစ်တီတော်တော်ကြမ်းကြမ်းတမ်းထုတယ် အဲ့တော့အညာဒေတာကအညာဒေတာကကျွန်တော်ရခင်တော့လည်းပြောခဲ့ဘူးပါတယ်နော်ဒီအကျန်းဖက်ဒီကနည်းနည်းအဲကျန်းဖက်ဒီကိုတော့ဒါနှိတ်ကောက်มาဖြစ်ပြီးတော့ကျွန်တော် PDF တွေကိုကျွန်တော်ပြောတယ်အဲပြီးတဲ့ညီငယ်ညီမတို့မင်းတို့အလင်းဝင်တော့အမြန်လာတော့တောင်တော်နိုင်ငံတော်နဲ့ပူပေါင်းနိုင်ငံတော်သာတောင်တော်နိုင်ငံတော်ပဲနိုင်ငံတော်နဲ့ပူပေါင်းပြီးနိုင်ငံတော်ကြီးဖွံ့ဖြိုးတရားအောင်လုပ်ပါဒါဘိုင်းပြောတယ် အခုကကနည်းနည်းအချိန်ကြီးကလွန်လာပြီတဖြည်းဖြည်းတဖြည်းဖြည်းနဲ့လွန်လာပြီတက်မုံနဲ့ပြီးသွားရင်ပုံဆိုးတော့မယ်။ဘာဖြစ်လို့ဆိုတော့ဒီရာသီဥတုကောင်းတဲ့အချိန်မှာတက်မုံကအမုံဖြုတ်တော့မှာဖြစ်တယ်။နော်အမုံဖြုတ်တော့မှာဖြစ်တော့အဲ့ဒီအချိန်ကာလကိုကြော်လွန်စွာတောက်ခံနိုင်ဖို့ဆိုတာကဒီဗမာ PDF ညီငယ်ညီမတွေကမလွယ်ဘူး။အဲ့လောက်လည်းအင်အားမရှိဘူး။ထောက်ပံ့မှုအားလည်းနောက်ပိုင်းကတားကြီးကျော်နေသွားပြီ။ကျော်ရဲသွားပြီဖြစ်တဲ့အတွက်မင်းတို့ရဲ့ရှေ့ဆက်လမ်းမှာဒီအခုဆိုလို့ကျတက်ဘဝင်တက်မဘက်ကဘလို့တည်င်းရလဲဘာညာရလဲဆိုပြပြအောင်မယ် အဲ့တော့အခုဘာလဲကျမ်းမိုင်ဝန်ထမ်းစီနီယံဝန်ထမ်းတွေဆိုဒါအစိုးရရန်နယ်ကိုဖျက်ဆီးဖို့ဒီဘက်ဝင်လာကြတော့မှဆိုပြီးတော့လဲတောက်ချောက် သတင်းတွေပေးနေတာတွေအများကြီးပဲဖြစ်လာတယ်အဲ့တော့ဆိုလိုတာတစ်ခုကတိုင်းပြည်အေးချောင်းမင်းတို့အခုချိန်မှာမလုပ်ရင်တော့ရေရှည်မှာမဖြစ်နိုင်တော့ဘူးအတက်တောင်မှမိမိတို့ရဲ့မွေးထားတဲ့မိဘတွေရဲ့မိဘတွေကတော့အတက်ကိုဟိုကိုးလာလဲဆယ်လာဘွားမွေးထားပေးရတယ်မင်းတို့ကနိုင်ငံရေးသမားတွေအတုံးချမှုကိုခံပြီးတော့ဟိုအသေးခံကြရတယ်ဒါကိုလဲကိုကြီးကိုယ်ကရဲ့စိတ်မကောင်းဘူးကိုကြီးကဘာဖြစ်လို့လဲဆိုတော့ မင်းတို့နိုင်ငံသားတွေဘယ်သူမှအသေးမခံဘူးအသေးခံတဲ့သူတွေဆိုဆွဲတွန်းပို့တာအသေးခံတာခလေးတွေပဲလူငယ်တွေပဲနောင်မျိုးဆက်တွေဒုက္ခရောက်မှာပဲတည်ကြမှာပဲနောင်မျိုးဆက်တွေတော်တော်ပြည့်စည်သွားပြီနော်เจ้าปัญญาเอ้ยโซไลทุนนี้ละกองมาเจ้าปัญญาเอ้ยโนมาပြောมาดีจีด้วยเคสเลยดิเนาะอะกูถัดเปียวๆมาไลฟ์บัวมาโซแล้วมะเนี่ยว่าแล้วคาเบรีสแกนล่ะ ခပ်ပဲစီစကန်းလာအဲ့ဒီကိုလေလေချောင်းတွေနဲ့ဒုံးတွေဖိတွေနဲ့ထုတာဟာအတကုံနေရာတိုင်းကိုတက်ခါတော်တော်ကြီးကိုကြမ်းနေပြီဒီကြောက်ဖြူတို့မန်အောင်တို့စစ်တွေတို့မှလည်းပွဲတွေကားတယ်စစ်တွေပုံနဲ့ကြောမှဆိုဝါဖို့ကြည့်ရအဲ့နာမှရှိတဲ့ပတ်ချလိုက်တဲ့အကုန်ရှင်းရှင်းနာမှဟိုဆက်တဲ့နေရီတွေရောဒုံးတွေရောဖုံးတွေရောဘာတွေမှမသိဘူးတကုံကျုံးနေတာ နော်အပေါ်က drone တွေနဲ့ light ကြီး light တော်တော်လိုက်ကြုံနေတာပဲကြောက်ပြီးတညာဝယ်ရေတဲ့စကန်နာကိုဟိုအနာပတ်ဝန်းကျင်မှာရှိနေတဲ့နီးစပ်နာမှာရှိနေတဲ့ခြေရွာတွေအဲ့ခြေရွာတွေဘာဖြစ်တယ်လဲဆိုတော့ AA တွေကတောက်ဆောင်ဝင်နေတဲ့ရွာသားပုံစံမျိုးဟန်ဆောင်နေအဲ့တော့တက်ကလည်းအဲ့ရွာတွေကိုထုအချမ်းဖက်ရောက်တဲ့ရွာအကုန်မီးလောင်ပြကြပြီပဲဘာနေမှာအတုံးစားမရအောင်ဖြစ်တယ်နော်အဲ့တော့တမလို့ပဲမကောင်းပြောမလားမင်းတို့ပဲဟိုအကြမ်းဖက်ကောင်ကအကြမ်းဖက်တီကတကယ်ကြတဲ့ကျတော့တကယ်နဲ့ဟိုကတော့ပြောနေတာကြာလဲကြာပြီနော် 把楼房，我瞧着没压力呢，该啥的都有。这路一带有的路呢，沿线嘛，没路呢，那外沿线的别难迈，人那的别难迈，自然的别难迈。当然嘛，南安的窟窿细嘞，南安的窟窿，俺家一头东路压的，一头东山路压的，大理头比较艰难咯。俺都哦，现在没门做老师，够多啊！ အေးချမ်းမှုကိုပဲလှုပ်စေခြင်းနဲ့နော်အေးချမ်းမှုကိုပဲဒါလှုပ်စေခြင်းနဲ့ငြိမ်းချမ်းရေးကိုပဲလိုလားစေခြင်းနဲ့အခုကတော့အေးဒီတော့မြန်မာတိုင်းငံလုံးကလူလူတော်တော်များများကတော့လုံးဝငြိမ်းချမ်းလက်မခံခြင်းကြပါဘူး။အခုငြိမ်းချမ်းဆွေးနွေးပွဲဆိုလည်းမနေ့က KAI နဲ့သွားဆွေးနွေးလည်းပြတ်တာပဲ။ဘာသူတို့ကတိုက်ပြီးသားနေအောင်လိုချင်တယ်ဆိုတော့ဘယ်တောင်မှပြီးလို့မရအောင်ဒါနိုင်ငံတော်ဟာတွေ မြန်မာနိုင်ငံပိုင်းတွေကတက်မလွန်ပိုင်တာမဟုတ်မြန်မာနိုင်ငံပိုင်းတွေတက်မလွန်လည်းပေးလို့မရအောင်တက်လာတဲ့အစိုးရတောင်မှဒါတေးသေးသေးဟိုဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီညွတ်စွာနဲ့မှပေးကပ်ပေးလို့ရတဲ့အနေအထားမျိုးရှိတယ်။အမှန်ကတော့မြန်မာနိုင်ငံထဲမှာဘယ်ကိုယ်ပိုင်အုပ်ချုပ်မှပေးစရာမလိုဘူး။နော်မြန်မာနိုင်ငံနိုင်ငံထဲမှာပဲရှိနေရမယ်။ပြည်နယ်ဒေသတိုင်းဒေသအသီးသီးပဲရှိတယ်။ဒါကလည်းကျွန်တော်တို့တော်တော်ဒါကျွန်တော်တော်တော်ကိုယ်စားလုပ်ဒါလေးကျွန်တော်တင်ပါ။ဒါကျွန်တော်မှန်တိုင်းပြောပြတာ။ နောက်တစ်ခုကြောက်ပြူအဲစစ်တွေမှာဆိုလဲရွှေမုံရေတပ်တို့အနီးမှာရှိတတ်တာကမ်းမော်တီရွာတို့ဘာညာသုံးဆောင်တို့ဟိုဇော်ပရက်ရွာတို့ခမောင်းတော်တို့အာတောက်လျှောက်ပွဲတွေကတောက်လျှောက်ရွာတွေအပိတိတ်အပိနင်းတာအဲ့တော့ရခိုင်တရောလုံးလည်းကျိတ်နေတယ်ရခိုင်ပြီးတော့အေအိုဒီအဆက်တွေဆိုလဲတောက်လျှောက်ကျိတ်တာတာပေါင်းတို့ဒီဘက်ဟိုတာပေါင်းလားတာပေါင်းတို့ပြီး၃လေးလေးတက်လို့၃လေးတက်မှဆိုတကယ်အကြီးတွေနေနေတာမနေ့ကဆိုလဲယာနေကြီးယာနေကြီး၄900၄900 3500ပြုတ်တယ် ဟိုနေ့ကကျွန်တော်200ပြောတယ်တကယ်ပြုတ်တော့400နီးပါးလောက်ရှိတယ်။နောက်အများကြီးရှိတာကျွန်တော်တို့လူတွေတေတောင်တော့ကျွန်တော်တို့အားပေးနေတာမဟုတ်ဘူး။အေးချမ်းစေခြင်းလို့ပြောနေတဲ့ဇာတ်ရည်ပဲရှိတယ်။အဲ့ဒါကလေးတော့နားလည်ပေးဖို့လိုတယ်။ AI တိုင်းမှာဆိုလဲတက်ကတောင်းလျှောက်လိုက်ပြီးတော့ဒီကောင်းစီအကျန်းဖက်တွေအားလုံးကစေဦးကျူးပြီးသူတို့ရရှိတဲ့နေရာမှာဥမာပေါ့ ဟိုမိုးကုတ်မရရာဆိုလဲအဲ့မှာရနေတယ်ဟိုတွင်းတဲ့ပစ္စည်းတွေနဲ့ချမ်းသာတဲ့လူကချမ်းသာတည်တဲ့လူကတည်နေအလုပ်တွေဖြစ်ကုန်တယ်တချို့ချမ်းသာသွားရရှိသွားတဲ့လူတွေကအေးစေးဒီစစ်ဘက်ကိုစိတ်ဝင်စားတော့သူတို့ဒီအမြင်မြန်ရှိရှုံပြီးသူတို့ရရှိလာတာသူတည်နေပြီးအေးစေးဖြစ်သွားပြီဟာလားဟုတ်တယ်လို့လုံးနဲ့ဗာနိုင်ငံတော်ညာနိုင်ငံတော်ဆိုပြီးရှောက်ပြောပြီးတော့တိုက်ခိုင်းတဲ့ကောင်တွေတည်သွားကြတဲ့လူတွေတဘောကြီးမှာဝမ်ပေါင်းတွေဘာပေါင်းတွေညာပေါင်းတွေဆိုပြီးပြောပြီးတော့တိုက်ခိုင်းတာ KIA တွေရော PDF တွေရောတည်လိုက်တာတည်လိုက်တာဆိုမနေ့ကဆိုလဲ KIA မှာလဲ လုံးဝနေမှာလဲဟိုကချင်မြို့မှာဗမော်ဘက်မာရီယိုနော်တေးလိုက်တာပိုးဆိုးပတ်ဆက်တွေတေးတာဒါမြေတီနာအားနဲ့ဗာလဲကျွန်တော်တို့ဟွန်နင်းလမ်းရှိတယ်ဗျာအဲတနိုင်းကိုသွားတဲ့လမ်းမှာကြီးအဲ့မှာကြီးတဲ့ KIA စခန်းနေနော် KIA ဂိတ်ကောင်းနေတဲ့ဟာတွေအဲ့ဒါဝါဆော့ပြည်သူစစ်တရားလဲတက်ကြိတ်ကရင်ပြည်နယ်မှာဆိုတော့ကင်ပြည်နယ်မှာမနေ့ကဘုံနေချတာနေရာကိုအနှံ့ကိုဖြစ်နေတာနေရာအနှံ့ကိုဖြစ်နေအခုစကားပြောတာမိုးလေဝသကြောင့်ကြလို့ပြဘုံမိုးနေရာအနှံ့ရွာမှန်လို့ပြောရမလို့ဖြစ်နေအဲ့လိုကြီးဖြစ်သွားပြီအဲ့လိုကြီးဖြစ်သွားပြီနော် နေရာတိုင်းမှာတောက်လျှောက်ကြိတ်တာအဲ့တော့ PDF ညီငယ်ညီမငယ်လည်းဒါပြောရတာလည်းဗျတနေ့စိုးတယ်ရရှိလာတဲ့လူတွေကတော့ရရှိတဲ့လိုမျိုး ခံစားနေရဒါလည်းသူတို့ကလည်းနောက်ဆုံးတော့ကျွန်တော်ပြောသလိုပဲအသေးအွတ်တွေပဲထွက်ကြမဲ့သူတွေပဲရှိတော့တယ်တကယ်တကယ်ကျတော့တိုင်းပြည်ကိုကောင်းစားဖို့အတွက်လှုပ်ဖို့အတွက်ဘာမှမရှိတော့ဘူးသူတို့ရဲ့ရရှိဖို့အတွက်နဲ့အဲလက်နက်နဲ့ပဲသူတို့အနိုင်ကျင့်မှုလောက်ပဲရှိတော့ခါကြတော့နိုင်ငံရေးဆိုတာလည်းသူတို့မှမရှိတော့ဘူးတကယ်အဲ့ဒါအရေးတွေကလည်းတိုင်းပြည်ရဲ့အရေးတွေကလည်းဒါနိုင်ငံသားရဲ့ဟိုပံ့ပိုးကူညီမှုတွေကလည်းအခုမရှိတော့ဘူးဆိုတော့အကြမ်းဖက်တွေတကဒါဘဝပြက်ပြီးဘဝဆုံးပြီးပေါ့အနေထားမျိုးဖြစ်သွားပြီပေါ့နော်အဲ့တော့ကျွန်တော်ကဘာဖြစ်လဲကြိုးစားပါလေကြိုးစားတယ်ဆိုတာဒီလိုတိုင်း င်းကြီးကိုအေးချောင်းတာလို့နော်အစိုးရနဲ့လက်တွဲတိုင်းကြီးမှာတောင်းတော်နဲ့လက်တွဲဒါတောင်းတော်မှမဟုတ်ပါဘူးတိုင်းကြီးမှာရှိလာတဲ့မြစ်သီအစိုးရနဲ့မဆိုလက်တွဲပြီးတော့ဒါတိုင်းကြီးဖွံ့ဖြိုးတိုးတက်အောင်ဟိုဒါတိုင်းသားအားလုံးကလှုပ်ဆောင်มาဖြစ်တယ်နောက်မှကြားခင်းဒါတောင်းတော်နေဖြစ်မယ်တောင်းတော်နေကြားလို့ရှင်လို့ရှိရင်ဘာပြောမလဲတမလောင်းနေပြီးွားလို့ရှိရင်အမုံတိတ်ခံရမယ်အမုံတိတ်ခံရမယ်ဒီနွေရာဒီရာဒီသူကောင်းတဲ့အချိန်မှာတော့ ဓာတ်တမောင်ကနိုင်နိုင်နေနေနဲ့အញ្ញံဆိုးဖြုတ်လိုက်မှဆိုရင်တော့ဒါမကြခင်လေးမှာဒီလာပိုင်းရက်ပိုင်းလေးအတွင်းမှာတော့ကောင်းကောင်းကြီးကိုဒါအကျန်းဖက်ကဟိုခြေမုံတုတ်တင်လိုက်တဲ့နေရာမှာပပျောက်သွားမှထင်တယ်အဓိကတော့သူတို့အုတ်စုတွေလည်းကွဲသွားပြီအုတ်စုတွေတဖြည်းဖြည်းကွဲသွားပြီဆိုတော့အေးစေးစေးတက်ကြွရုံပဲရှိတော့တာနော်အားလုံးကြမ်းပါပါစေဗျာတဦးသားစီတဦးသားစီဖြစ်မှာဆိုလို့တိတ်ပြီးမပြောတော့ပါဘူးဒီမန္တလေးမှာဖြစ်တဲ့ ဗာလဲစစ်မှုတန်းစစ်မှုတန်းအပတ်စစ်စနေအတွက်ဒါမဲနိုင်ကြတဲ့နော်မြောင်းနိုင်ငံမှာမြောင်းလူမျိုးတွေကဘယ်တော့ဖြစ်ဖြစ်ဘာလို့လို့အဲ့လိုကန့်လန့်တိုက်တဲ့သူတွေကတော့တပုံရှိတာပဲဘသူတွေဘလောက်ပဲကောင်းအောင်လုပ်ပဲအာဘသူကတော့ဘာပါဘသူကဘာအုတ်ကြီးရဘလို့ပြရဘလို့ဒါတွေပဲအဲ့လိုじゃんခင်ဗျားတို့အုတ်ကြီးနေရာမှာကိုယ်နိုင်ဝင်လို့ကြပါလားဆိုလည်းမဟုတ်ဘူးနော် ဘယ်ဒီချိန်မှာပါလဲနောက်ချိန်မှာပါနောက်ချိန်လဲနောက်ချိန်ပါမှာပဲပါဖို့အထူးကကတော့ကိုစေမှုထမ်းတာဝန်ကြားလို့တဲ့ကိုကနိုင်ငံတော်တာဝန်ထမ်းဆောင်ပေးရမှဆိုတဲ့နိုင်ငံသားတယောက်ဖြစ်လာပြီဆိုဂုံယူဝင်ကြောစာထမ်းဆောင်ကြပါကျွန်တော်ပြောရတာဘာဖြစ်လို့အာအုတ်ကြီးကတော့ဒီတူလူပဲမဲကြတူလူတွေကြောင့်မကြောက်ဒီပြင်းလူတွေကကြတယ်ဗျဘာဖြစ်လို့စိတ်ဝမ်းကွဲအောင်လို့တဦးနဲ့တဦးမုံတီးအောင်လို့ဒီစစ်တဲဝင်နေဥစားငရဲတွေနဲ့ခုန်ကြတာမှမဟုတ်တာတန်းညူကာကွယ်တာဂုံယူဝင်ကြွားမဲ့သူတွေဖြစ်တာဟုတ်လားဒီနဲ့မှငါဆိုရင် ဟာလားဘာဖြစ်လဲ तू လည်းမဲနိုင်ပြရတယ်လှုပ်ပြရမဲဆိုမဲနိုင်ပြတယ်ပတ်စံတောင်းတော့လည်းတောင်းလို့မဲနိုင်ပြပြန်လာနိုင်ပြလို့လူလိုနမ်းမနိုင်နိုင်ဆိုတာတကယ်မှန်တယ်အဲ့တော့ကျွန်တော်ပြောပြမယ်စိတ်မတန်ဦးတယ်အခုလိုမဲနိုင်တောင်းကျိုးစိုးပါတယ်ဗျာခုချိန်မှကြကြနောက်ချိန်မှပဲကြကြအရင်ဆုံးရောက်တဲ့လူကအရင်ဆုံးတိုင်းပြည်တောင်းဝင်ထမ်းဆောင်တယ်အရင်ဆုံးဂုဏ်ရှိပါတယ်ဗျာနော်အဲ့ဒါလေးပဲပြောချင်ပါတယ်အားလုံးကျမ်းပါပါစေချမ်းသာပါစေဘသူပဲအရင်ဆုံးတိုင်းပြည်တောင်းဝင်ထမ်းဆောင်ထမ်းဆောင်မှာမိမိတို့ရဲ့ဟိုပါလဲဒါကျွန်တော်ရဲ့အမြင်နဲ့ပြောတာဒါဂုဏ် ကိုယ်နိုင်ငံကိုကိုယ်ကာကွယ်ရတာအရင်ဆုံးကာကွယ်ရတယ်ဆိုတော့တန်ဖိုးရှိတဲ့လူသားတွေဒါဖြစ်ပါလေဆိုတော့ကျွန်တော်ပြောနေအားလုံးကျမ်းပါပါစေချမ်းသာပါစေဗျာဒုတိယဖိုင်တွင်ပြပါမယ်ဒုတိယဖိုင်ကကျွန်တော်ပညာရေးနဲ့နိုင်ငံရေးလေးပြောမှာဖြစ်ပါတယ်အဲ့အရာလေးကိုဆက်လက်ပြီးတော့အဲနားထောင်ကြည့်ကြနေဆိုနားထောင်ပါလို့ပြောကြပါလေအားလုံးကျမ်းပါပါစေနော်